ကျွန်တော်ဒီနေ့တွေ့တယောစာလေးတစ်ပုဒ်ကိုပဲဖတ်ကြချင်ပါတယ်ဒီတယောစာလေးဟာဆိုရင်2012ခုနှစ်ကရေးသားခဲ့သောဆ ्याम ကျော်ရီတယောစာဟောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုပါရန်ဆ ्याम ကျော်ရီနဲ့မုံမခမီဒီယာ Facebook ပေးလို့အားကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချက်တော်များနဲ့အတူ မြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစီဗျာအေးတော်ဘုံအောင်ကိုအောင်ရမြည် ောကြီးတော်နဲ့ခေဟောင်းတို့နောက်ကျောင်းပြန်လေခြင်းဒီနေ့ကြီးတော်တို့ဈေးထဲမှာဘာရီဖြစ်နေသည်မသိဟိုလူကလည်းခေပြောင်းနေပြီဒီလူကလည်းခေပြောင်းနေပြီနေသူတို့အတွက်တော့ဘာရီကခေပြောင်းသည်မသိကြီးတော်အတွက်တော့ဘာမှခေမပြောင်းသည်ဝယ်နေကြကစွန့်ရွက်တုံးစီကိုတရားချက်ပြေးဝယ်ရတော့ဘာမှပြောင်းလဲတာလည်းမတွေ့ဒီကြားရဲကစွန့်ရွက်တဲ့တော်စိတ်မှခါ ြီးကြီးကျယ်ကျယ်ကြီးတော်ပေးသော90ကျပ်တန်ကိုနွမ်းတီဟုဆိုကလက်မခံခါရင်တိထက်စုတ်ပြတ်တတ်တဲ့ပိုက်ဆံပါတီယာရီတောင်းတုံးကြတာလို့ပြန်ပြောမိတော့ဒေါ်စိတ်မကကက်ကက်လန်အောင်ပြန်ပြောပုံကခါရင်က300မရှိလို့300တာအခုကခစ်ပြောင်းနေပြီကြီးတော်ဒီလိုပိုက်ဆံနွမ်းဆိုရင်ဘယ်သူမှမတုံးတော့ဘူးတော့ဒုက္ခပါပဲကျုပ်လဲငစိမ့်တဲ့ဒေါ်အကျဲအန်းလိုက်တာ ပြန်လဲခံရမှာလေအာနာဒွန်အားချက်ပါဇက်လေးကြောက်လို့ငြိမ်ယူလာခဲ့ရတာတော့ညံ့မှကြီးတော်ရဲ့သူများတွေများကိုယ်ကိုယ်ပိုင်ရောက်ပိုင်권တွေကိုတရားသဖြင့်ရဖို့ဆန္ဒတွေဖော်ထုတ်နေကြတာများမကြမိဘူးလားလျှက်စမီ24နာရီရရှိရတို့လေယာမြင့်မတရားအသိမ်းခံရလို့ဆန္ဒဖော်ထုတ်တာတွေကိုရဲရဲဝင့်ဝင့်ဖော်ထုတ်နေကြတာနိုင်ငံတော်တမတကြီးဆိုသူစီ ြည်သူတွေပို့တဲ့တိုင်စာတွေတောင်းဆိုစာတွေဖက်ရလွန်းလို့ဟိုတလောကခေါင်းတောင်မှုသွားတယ်ဆိုလားပြည်သူလူထုကအရင်ခေဟောင်းနှောင်ကလို့အရာရာကြောက်ပြီးခေါင်းငုံငိန်ခံမနေကြတော့ဘူးတော့ပြောစရာရှိပြောကန့်ကွက်စရာရှိကန့်ကွက်ညှင်းဆန်စရာရှိရင်လဲရဲရဲညှင်းဆန်နေကြပြီဒါမှပွင့်လင်းတဲ့လူဖွဲ့စည်းတဲ့ထူထောင်နိုင်မှာအာနာရှင်စနစ်ကိုမြစ်ကလန့်နိုင်မှာကြီးတော်ကြမငစိမ့်တဲ့တော်အကျေလောက်ကိုကြောက်ပြီး ပိုက်ဆံနှွမ်းကြီးယူလာရတယ်လို့တော့ခစ်ပြောင်းနေပြီတော့ဖေယောဖေယော90ရန်အနှွမ်းလေးပေးမိတာနဲ့မတန်အောင်တင်ငန်းစာပေးခံနေရပါလားတော့စိတ်မာရေဒီပိုက်ဆံတောင်းတော့မရအောင် ခစ်ကတကယ်ကိုပြောင်းသွားပြီးတယ်လားကြီးတော့မယုံရင်တစ်စည်းလုံးပတ်ပြီးအဲ့ဒီပိုက်ဆံတောင်းကြည့်တုံးလို့ရရင်ကြောက်ကစွန်ရွက်ကိုအလကားပေးလိုက်မိတော့တော့စိတ်မာကအနီးကဲ့သို့ အာမရေရေကြီးခံလေသောကြီးတော်တယောက်90တန်းနွမ်းလေးကိုကင်ပြီးတဆိုင်ဝင်တဆိုင်ထွက်ဈေးဝယ်ကြည့်လေ၏ထူဆန်းပေစွာခါတိုင်းဒီထက်ပို၍စုပ်ပြတ်တတ်နေသောအဖာပရဘွားနှင့်ငွေဆက်ကူများကိုကင်တွယ်သုံးဆွဲခဲ့သူဈေးသူဈေးသားများသည်ခေါင်းတစ်ခါကလည်းတစ်ခါကနှင့်ညှင်းဆန်ကြကုန်၏အရင်က300မရှိလို့တုံးကြရတာကြီးတော်ရဲ့အခုကခက်ပြောင်းနေပြီလေ ီငွေဆက်ကူမျိုးတော့တရောင်းစားတောင်လက်မခံတော့ဘူးကြီးတော်ကြီးမြက်စော်ဖျားသူတို့ပြောမှငါတောင်တရောင်းစားလောက်အစင်မရှိဖြစ်ရပြန်ပြီလို့တွေးရင်ချက်စိတ်နာလကဒီငွေဆက်ကူအစုပ်ကိုအမိုက်တောင်းနဲ့ထည့်ပစ်ပြီးသူတို့လိုပဲခစ်တောင်းတော်လန်ကြီးဆင်နွှဲတာပဲခောက်ပါလေဟိုးဒီကြည့်၍လူလက်မှာပိုက်ဆံစုပ်ကလေးကို အမိုက်တောင်းနဲ့သူပစ်ထက်လိုက်ရင်အင်း တကယ်ပဲခစ်ပြောင်းမီထင်ပါရဲ့လို့တော်တော်ကလေးရေရွတ်လိုက်မိသေးသည်ထိုစဉ်မှာဟိုရှိကစွစွညံဘာသံလဲမေးလို့ဆိုရလောက်တော့တာကီးတို့လူငယ်တစ်ဖက်ကိုကင်မရာတကားကားနဲ့အုပ်အော်တောင်းတင်တွေ့လဲရသည်သူတို့လူတိုက်ထဲမှာလူငယ်တချို့ကကြီးတော်တိတ်တိတ်ကလေးစွန့်ပစ်ခဲ့တော့အမိုက်ပုံးထဲမှာ90ကျပ်တန်နွမ်းကလေးကို ပြည့်၍ဓပ်ပုံရိုက်သူကရိုက်ကြီးတော်ကိုဝိုင်းပတ်ပိတ်ဆို့ကား ကြီးတော်အမိုက်ပုံးလေးကို90ကျပ်တန်တရွက်ကိုဘာလို့စွန့်ပြစ်ရတာလဲဘာလို့ခိုးတောင်ခိုးဝဲပုံစံနဲ့ပြစ်ရတာလဲလေပေါင်းများစွာသောမိကုံများနဲ့ဒရဇတ်မင်းမြန်းကြရာကြီးတော်ခမားမျက်စိတငယ်နားတငယ်နဲ့ဘာပြန်ပြောရမည်မသိတော့ပြီထိုခါမှတာဂိကမိမ့်မကြီးပြုံးက ခွန့်လွတ်ပါကြီးတော်ကျွန်တော်တို့ဖွဲ့ကကို့မြို့ကို့ရွာမှာ အရင်ခေဟောင်းကအကျင့်ဆုံးတွေကိုမပြင်းမဲမဟုတ်မတရားလုပ်ရတွေခေပြောင်းချိန်နဲ့မလျော်ညီတဲ့အာနာအားကိုအနိုင်ကျင့်နေတာတွေကိုကို့အတီးနဲ့ကိုလိုက်လံဖော်ထုတ်နေကြတယ်တင်လိုက်မယ်တကယ်ကင်းဖော်ပင်လံမီဒီယာကဒုကစီဂျီလေးတွေပါဟဲ့နင်းတို့ဟာနင်းတို့စီဂျီပေတာတွေအိုမဲပေတာတွေငါမသိဘူးတိုင်းသူပြည်သားတဦးချင်းရဲ့ကိုပိုင်လွတ်လပ်ခွင့်ဆိုတာရောတိကျရဲ့လားခွင့်လွတ်ပါကြီးတော့ ရန်ဖာရန်ခါကျွန်တော်တို့ခြေလေးချောင်းတော်လန်ရေးသမားများအဲ့လီစတုတ္ထနဲ့မန္တတိုင်သမားများမာလေအတွေ့အကြုံနုနယ်သေးသမို့ဘွေမယူစေချင်ပါဘူးတရောင်နဲ့မတွက်လိုက်စေချင်ပါဘူးကို့ပောင်ကိုလှမ်းမကိုက်လိုက်စေချင်ပါဘူးအခုလိုလူတူးချင်းစီရဲ့ခွင့်ရေးကိုထိခိုက်စေတာမျိုးကိုရှောင်ကျင်မို့လေတင်နန်းတွေဝက်ရှော့တွေဖော့ရှော့တွေအများကြီးလုပ်ပါဦးမေဒါပေမဲ့ကျွန်တော်တို့ကလည်း ခေပြောင်းရမှာမလိုက်ပါပဲခေဟောင်းကိုနောက်ပြန်ဆွဲရတဲ့သူတွေရဲ့မဟုတ်မတရားလုပ်ရတွေကို ဖော်ထုတ်ဖို့ကြိုးစားနေတာပါဟိုနေ့ကကြီးတော်တို့ရက်ွက်မှာရက်ွက်အုပ်ချုပ်ရေးမှုကအာဏာတလွဲတုံးပြီးအိမ်တိုင်းမတူးမနေရရင်းနှုံမြောင်းတွေအတင်းတူးခိုင်းတာမျိုးတွေလीအေးလေငါမှမိမသားအဖွားကြီးအိုကြီးအိုကြီးအိုမကဘယ်ကမြောင်းပေါင်နိုင်မလို့လူငါတူရအောင်လဲဖုတ်ကလိတင်းကားကမရှိရက်ွက်အုပ်ချုပ်ရေးမှုကလည်း ဒီရေမြောင်းမှမတူရင် ပုံမာတွေ ပုတ်ထီးတွေတက်ပြီးအမိန်အာနာဖီဆန်မှုနဲ့ရေးယူမယ်ဆိုလားချိန်လိုက်ခြောက်လိုက်တော့မနေ့ကတော့မောင်မင်းကြီးသားတွေဘတ်စိတ်ကောင်းဝင်သွားတယ်မသိစီဗင်တာယာဝင်တန်းတွေခေါ်လာပြီးသူတို့ပါသူတို့တူးသွားကြတယ်ဟဲ့အဲ့တော့ကျွန်တော်တို့တင်လိုက်မယ်တကယ်ကဖော်ပင်လန်မီဒီယာကဒုကအင်တာနက်ကနေဖော်ဘုတ်ဆိုရာကြီးကိုတုံးပြီးမီဒီယာတွေကနေတဆင့်သက်ဆိုင်ရာတာဝန်ရှိသူတွေရော ဟိုဟိုအိုင်စလဲအိုဆိုလာအလုတ်သမားသမကဆိုရာကြီးစီအထိတင်လိုက်တာလီပြည်သူလူထုကိုစီပင်နဲ့နမိတ်ပံရင်မြောင်းတွေတင်းဖောက်ခိုင်းတာလေအရမလောအပိခိုင်းစီမှုပဲအနစ်နဲ့လာလာကမတိနားမလဲတဲ့ပြည်သူတွေကို မတရားလောအပိခိုင်းစီတာတွေအခုခက်ပြောင်းချိန်မှာလုံးလုံးမရတော့ဘူးဒါတွေကိုပြည်သူလူထုသိအောင် ကို့ခွင့်ရေးကိုကာကွယ်ရအောင်ကျွန်တော်တို့ကသတင်းပေးရမေးဖျား ဒါဆိုလေကောင်းပါကွယ်နင်တို့အင်တာနက်ကစွမ်းသားနော်ဒါတောင်အင်တာနက်မူလို့အင်တာမြန်ဆိုရင်တိထက်ပိုစွမ်းမယ်ထင်နေနော်ဒါနဲ့အခုရောအဖွဲလိုက်ကြီးဘယ်မှာဝါးရီးဆွဲဖို့သွားကြမှာလေအခုသွားမှာကပြည်သူ့ချော်တက်ပါတီကြီးရဲ့ရက်ကြီးရုံကန်ဖွင့်ပွဲတစ်ခုကိုသွားမလို့ရက်ကြီးရုံကန်ဖွင့်မဲ့နေရာကလည်းစိတ်ဝင်စားစရာတိတ်ကောင်းနေတယ်ပြကြီးတော်ရောလိုက်အောင်မလား မလိုက်တော့ပါဘူးကွယ်ပြည်သူချော်တက်ပါတီကြီးအခုလိုရဲ့ကြေးယုံကန်းတွေ တနိုင်ငံလုံးအနှံ့ဖွင့်ခွင့်ရလာတာတော့တကယ်ဝမ်းသာတယ်ကွယ်အင်းခက်ပြောင်းပြီဆိုတာယုံရတော့မင်းထင်ပါရဲ့နောက်ပြီးမကြခင်မှာပြည်သူချော်တက်ပါတီကြီးကတနိုင်ငံလုံးကရဲ့ကြေးအုပ်ခြေအဖွဲ့တွေကနေတင်မြောက်လိုက်တဲ့လူမှုကိုယ်စားလှယ်အစ်စ်တွေနဲ့ပြည်လုံးကျွန်းညီလာခံကြီးခေါ်ပြီး ဒီမိုကရေစီနီးကျဖွဲ့စည်းရေးတွေလုပ်တော့မေးတယ်။တရင်တွေထဲမှာကြာရတာလီ။ဒါနဲ့အခုမင်းတို့သွားမယ့်ရကြီးယုံဖွင့်ပွဲကဘယ်သူအိမ်မှာလုံမှာမို့လို့စိတ်ဝင်စားစရာဖြစ်နေရတာလေ။ဟိုဗျာပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝလိုက်နာပေါ်ဆောင်နေတဲ့အခွင့်အရေးရမယ်ထင်တဲ့ပါတီမန်သမျှစွန်အောင်လိုက်ဝင်နေတဲ့ဥတာကူကြီးအိမ်မှာရကြီးယုံကဖွင့်ပါလေဗျ။ဟေ့ ဥတာကူကြီးကပြည်သူ့ချော်တက်ပါတီကြီးအချိန်လေးကောင်းပုံပေါ်လာတဲ့တပြိုင်နက်ဝင်လိုက်ပြန်ပြီလား1990ရွေးကောက်ပွဲတုန်းကပြည်သူ့ချော်တက်ပါတီကြီးနဲ့ရှင်ပြန်ရွေးကောက်ပွဲဝင်နေသူရှုံးတော့ပြည်သူ့ချော်တက်ပါတီကြီးကိုမဲမတမာမှုလောက်ပါလေဆိုပြီးတရားစွဲခဲ့ပြီပြီးတော့အနည်း20လုံးနိုင်ငံရေးလူမှုရေးနာမည်ပြက်ခဲ့တဲ့ဥတာကူလိုလူက အခုမှပြည်သူ့ချော်တက်ပါတီကြီးကို ခြေဆောင်ပြစ်လေးဘက်ထောက်ဝင်လာတာအင်းလီပြည်သူ့ချော်တက်ပါတီကြီးကိုရင်က ပါတီဝင်အသစ်တွေကိုတကားမရှိတားမရှိဝင်ခွင့်ပြုထားပြီးပါတီရေးတလျှောက်လုံးအနစ်နာခံဆောင်ရွက်လာတဲ့ပါတီဝင်ဟောင်းတွေကိုတော့စီစစ်အောင်မယ်ဆိုတော့တမျိုးတော့တမျိုးကြီးပေါ့ဗျာနောက်ပြီးချင်းနေတွေရရရပါတီကြီးရဲ့ဆောင်ရွက်ချက်တွေဆုံးဖြတ်ချက်တွေတချို့မှာပွင့်လင်းမြင်သာမှုမရှိနိုင်တာကြောင့်လဲခက်နေတာပါပဲ ကျွန်တော်တို့ပြည်သူတွေသတင်းသမားတွေကအပြုသဘောနဲ့တက်မှတ်ထိန်ချောင်းရင်ဝန်းရံကျင်တာပါအခုအချိန်နေမှာတချို့ကိစ္စတွေမှာအကောင်ပွင့်လင်းမြင်သာဖို့မရသေးတာကိုလည်းနားလည်ပေးအောင်ပါပါဒါပေမဲ့ပြည်သူလူထုကအာကိုတဲ့လေးစားထောက်ခံတဲ့နိုင်ငံရေးပါတီကြီးအရှင်ကို အလွယ်တုံးစားလုပ်ချင်တဲ့ပါတီဝင်တွေပါတီတာဝန်ယူထားသူတွေကိုတော့အမနာရန်ဆန္ဒတွေဖော်ထုတ်ရမှာပဲပြု အခုဥတာကူဆိုရင် အောက်ခြေရဲ့ခြေတွေကိုစီယုံရင်ဆင်းရင်နောက်တစ်ချိန်ပါတီအာနာရလာရင်ရဲ့ခြေဥက္ကဋ္ဌတွေပါဝါရှိလာမယ်ဆိုပြီးအရင်ခေါောင်းကနှီးတွေတုံးပြီးစီယုံနေပါရောလားပြူဟင်အဲ့ဒီလူကြီးလားဒါဆိုခေပြောင်းပြီဆိုတာဘယ်မှာဟုတ်သေးလို့လေခေါောင်းကအကျင့်တွေကခေပြောင်းမယ်ဆိုတဲ့လူတွေမှာတောင်ရှိနေသေးရင်ခေါောင်းဆိုတာပြန်လာနိုင်နေဒီတော့အမိုက်ပုံးနဲ့ပြစ်ခဲ့တဲ့ငါ90တန်းအနွမ်းလေးလေး ပြန်တုံးတဲ့လာနိုင်သေးတယ်ပြောနေကြတယ်အမြန်ပြန်ကောက်မှာပြောပြောဆွဆွနဲ့ဂျီရော်တယောက်အမိုက်ပုံတို့တုတ်ချေတင်လေသည်ဂျီရော်ဤနောက်ပါမှာတင်မဲတကယ်ကဖော်ပင်လန်မီဒီယာဂရုမှလူငယ်များလဲကင်မရာတကားကားနဲ့လိုက်ပါသွားကြရာ နောက်မိနစ်ပိုင်းနှဲငယ်တွင်းမှာပင်အင်တာနက်မှတဆင့်တင်မဲတကယ်ကဖော်ပင်လန်မီဒီယာဂရုဤ Facebook စာမျက်နှာတွင် မပွင့်လင်းသောဂျီရော် ခဟောင်းတို့နောက်ကျောင်းပြန်လည်ခြင်းဟူသောသတင်းတပုတ်ထွက်လာရာ အများသူငါဝိုင်းရှေကြသဖြင့်၎င်း Facebook စာမျက်နှာများမှ၎င်းပေတင်သတင်းများကို မီဒီယာကြီးများမှ copy ကျင့် copy ကြံပြီးကူးယူဖော်ပြကြခြင်းဖြင့်၎င်းပြည်သူလူထုကြားသို့အလံတကြားသတင်းပြန့်နှံ့သွားလေတော့သည်ဂျော်ဒီ